ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါရယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့တင့်ဝိညာဉ်အနာပြောက်ဖို့ဆိုတဲ့အကောင်းဆုံးနဲ့ခွန်အားပေးတော်မှာဖြစ်ပါရယ်။ဆလံချန်းခန်းတရသုံးစပိုက်နှစ်ကနေငါ။အိုးငါဝိညာဉ်ထရဖျားကိုကောင်းချီးပေးတော်။ကျေးဇူးတော်အပေါင်းကိုမမေ့လျော့နဲ့။တင်းအပြစ်လုံးစုံတို့ကိုဖြေလွှတ်၍တင်းအနာရောဂါရှိသည်များတို့ကိုလည်းပျောက်စေတော်မူ၏။ သင်အသက်ကိုပြည့်စည်ခြင်းထက်ကရွေး၍ကျေးဇူးတော်ကရုဏာတော်များနှင့်သင်ကောင်းကိုပည့်ရတော်မူ၏။သင်ကိုအသက်ကြီးစဉ်ကောင်းသောအရာနှင့်ရောင်ရဲစေတော်မူသဖြင့်သင်အရွယ်သည်ရွှေလင်းသာအရွယ်ကဲ့သို့ပြုပြင်ခြင်းရှိ၏လို့တွေ့ရတယ်။ဒီနေရာမှာဒီဆလန်ဆရာကသူ့ရဲ့ဝိညာဉ်ဟာနော်အပြစ်ကြောင့်နာနေတယ်တဲ့အနာရောဂါနဲ့ပြည့်နေတယ်။နော်အဲ့ဒီခါမှာ ဘုရားသခင်ဘက်ကနေသူ့ရဲ့အပြစ်ကိုဖြေလွတ်တယ်နော်ဖြေလွတ်တယ်ဆိုတော့ဘုရားဘက်ကနေဖြေရှင်းပေးတာပြုတ်ကိုအဲ့ဒီခါမှာသူ့ရဲ့ဝိညာဉ်ဟာအနာယောဂာနဲ့နော်ကင်းလွတ်ခွင့်ရတယ်အနာပြောက်ကုန်တယ်လို့ဒီလိုပြောချင်တာဖြစ်တယ်ဒါကဘာတူလဲဆိုတော့ဒါလောကီတာအလုံးကိုပုံဆောင်တာဖြစ်တယ်လောကီတာအလုံးတို့ဟာအပြစ်ရှိတဲ့အခါမှာနော်ဘုရားသခင်ရဲ့ဆုံးမတန်ခတ်ခြင်းခံရပြီးတော့မှလောကီတာအလုံးရဲ့ဝိညာဉ်ဟာ အနာယောဂာနဲ့ပြည့်စုံနေတယ်။နော်အဲ့တော့အနာယောဂာရှိတဲ့လူတယောက်ခန္ဓာကိုယ်နိုင်ပါဖြစ်တယ်လဲစဉ်းစားကြည့်လိုက်ပါနော်။အဲ့ပုံစံတိုင်းဖြစ်တာပေါ့လူရဲ့ဝိညာဉ်ကနော်။ကြောက်ပြီအဲ့ဒီအနာကိုဘယ်လိုပြောလဲဆိုတော့ရေရှားရခန်းတစ္ဆာပိုင်9နဲ့6မှာသူတို့ကိုအဘယ်သို့တန်ပေးရအောင်မင်းနီအဘယ်သို့ထပ်ရအောင်မင်းနီ ဥကောင်းတဲ့အနာတက်တက်ရှိနှလုံးတွေလည်းခွန်အားအလင်းမရှိခြေဘွားမှဒီဥကောင်းတိုင်အောင်ကြမ်းမှခြင်းမရှိ ရှုရှသောအနာထိခတ်၍ရောင်သောအနာရည်ရွယ်သောအနာတက်တက်ရှိထိုအနာများကို မနှိပ်မနေရအဝတ်နဲ့မစီရဖျောင်းစီနဲ့မပြော့စီရသည်နော်ဒါလူရဲ့ဝိညာဉ်အနာကိုနော်ဘုရားသခင်ကမြင်တာဖြစ်တယ်မတမဆွမ်းဖြစ်နေတယ်လူရဲ့ဝိညာဉ်တွေအားလုံးဟာနော် ထိုခါမှာသူတို့မစင်စားတတ်ဘူးဖះကိုမရှာတတ်ဘူးကောင်းသောအချင်းကိုမချင်းတတ်ဘူးတင်လဲမလုပ်တတ်ဘူးမကောင်းမှတင်လဲမရှောင်တတ်ဘူးသူတို့ဖြစ်နေတာဟောဖြစ်နေတာအဲ့ဒီခါမှာဖះဘက်ကနေဘလို့ဖြစ်ရှင်းတယ်လဲဆိုတော့အပြစ်ကိုနော်ရရှာခန္တစ္စပါရှရှိမှာထောရပြမိန်တော်မူဒီကလာကြတရားစင်ကြကုန်ဟဲ့တင်းတော့အပြစ်ဒီနေတော့အစင်းရှိတော်လဲမိုးပွန်ကဲ့သို့ဖြူလို့ဖြူလိမ့်မည် ဂရီဗာနီနှစ်အမြတ်နေတော်လဲတိုးမွေးခဲ့တော့ဖြစ်လိမ့်မယ်။ဘုရားဖက်ကနေလူရဲ့အပြစ်ကိုတစ်ဖက်သက်ဖြေရှင်းပေးတာဖြစ်တယ်။ဟောအဲ့တော့နေရနေတဲ့အပြစ်ကဖြူဖွေးနေတဲ့တန်ရှင်းသူဖြစ်လာအောင်ဘုရားဖက်ကလုပ်ပေးမယ်တဲ့။နော်ဘုရားဖက်ကတရားရှင်မယ်။ဟေရှာယအခန်း53စာပိုင်း9မှာထိုသူသည်ငါတို့လွန်ကျိုးခြင်းအပြစ်များကြောင့်အနာကျင်စွာထိုးခြင်းနှိစ်စက်ခြင်းကိုခံလေ၏။ ယေရှုပြောတာနော်ယေရှုပြောငါတို့ညင်သက်ချင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည် သူ့ပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အဖြစ်ငါတို့သည်အနာပြောက်လက်ရှိကျွန်တော်ဝိညာဉ်လောကီတရဝိညာဉ်အနာဟောအနာပြောက်ဖို့အတွက်ဘုရားသခင်ဘာလို့လဲဆိုတော့သူ့ရဘာတိသောတာရအပေါ်မှာလောကီတရအားလုံးအဖြစ်ကိုတင်ပြီးတော့မှတဘာတိသောတာရကိုလေဝါကတိုင်မှာအဖြစ်စင်နေတယ် တကြိုပြီး၃ရက်မြောက်သောနေ့မှာအသက်ပြန်ရှင်တယ်။သူခံရတဲ့ဒဏ်ချက်အပြင်ငါတို့ဒီအနာပြောက်လက်ရှိဆိုတာကတော့ယေရှုလည်းဝေါ်ကားရမှာတေခံတဲ့တကြိုပြီး၃ရက်မြောက်သောနေ့မှာအသက်ပြန်ရှင်တာကျွန်တော်ကျမရဲ့အပြစ်ငဲတံအတွက်ကိုးစားဖြစ်တယ်ဆိုတော့မှယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်ဖြစ်ယုံကြည်တော်သူဟာယေရှုခံရတဲ့ဟောဒီဒဏ်ချက်နာကျင်ခြင်းဝေဒနာသူ့အတွက်ဝိညာဉ်အနာပျောက်ဖို့ဖြစ်လာ ဝိညာဉ်အပြစ်တွေအားလုံးခွန့်လွှတ်ခြင်းခံရတယ်။သူတို့ပြောချင်တာဖြစ်တယ်။အဲ့ဒီခါမှာသူကဖြူစင်နဲ့တန့်ရှင်းနဲ့ဖြောက်မှတ်တဲ့သူလို့ဘုရားသခင်ရဲ့တတ်မှတ်ခြင်းခံရတယ်။သူတို့ပြောချင်တာဖြစ်တယ်။ဒါကြောင့်ဓမ္မမိတ်ဆွေအားပေးချင်ပါရဲ့သင်ဟာသခင်ယေရှုမိမိကယ်တင်ရှင်ဖြစ်မယုံကြည်ရသေးဘူးဆိုရင်တော့သင်ရဲ့ဝိညာဉ်ဟာဦးကောင်းကနေခြေဖွားထိနော်အနာတက်တက်ရှိတယ်။သင်စိတ်နှလုံးဟာလည်းနှာကျင်နေတယ်။ ခွမ်းမရှိဘူးအဲ့ခါမှာသင်ဟာဘုရားသခင်ကို ရှာနိုင်မှာမဟုတ်ဘူးဘုရားသခင်ကိုယုံကြည်တတ်မှာလည်းမဟုတ်ဘုရားသခင်ကိုဟာလာဟိုဘယ်လိုခေါ်နာခံနိုင်မှာလည်းမဟုတ်ဘူးကောင်းမှန်းသိပင်မဲ့ပြုတ်နိုင်မှာမဟုတ်မကောင်းမှန်းသိပင်နဲ့ရှောင်နိုင်မှာမဟုတ်သင်ရဲ့ဝိညာဉ်အနာကြောင့်ထာဝရငယ်တန်ခမ်းမှာဖြစ်ပါတယ်အဲ့ဒါကလွတ်ဖို့ကတော့ဘုရားသခင်ဘက်ကတစ်ဖက်သက်မြစ်တာနဲ့ဒီနေ့သူ့ရဲ့တပါးတည်းသွားတော့ရေရှုပ်ကိုဒီလောကဆီလွတ်ပြီးတော့မှတင်းဝင်ရှင်မဲ့ ငရဲတံကိုယေရှုလက်ဝါးကတိုင်မှာခံခြင်းအပြင်သူယေရှုခံပေးတဲ့ဝေဒနာငါရဲ့အနာပြောက်ဖို့ဖြစ်တယ်ငါရဲ့ငရဲကြမဲ့တံတွေဖြစ်တယ်ဆိုရုံကြည်တယ်ဆိုရင်တော့တင်းရဲ့အပြစ်ကိုခုနှစ်ချင်းခံပြီးတင်းဝိညာနော်အနာပြောက်သွားပြီဖြစ်ပါတယ်တင်းဟာဘုရားသခင်ရှေ့မှာဖြောင့်မတ်တော်သူတန်ရှင်းတော်သူစုံလင်တော်သူဖြစ်တယ်လို့သတ်မှတ်ခြင်းခံရပါတယ်ဒါကြောင့်ယေရှုခရစ်တော်လက်ဝါးကတိုင်မသိခနဲ့ တချို့ပြီးသုံးရမြောက်သောနေ့မှာတက်ပြန်ရှင်တာကျွန်တော်ကျမရဲ့အပြစ်ငဲတာအတွက်ကိုစားဖြစ်တယ်လို့အခုချိန်မှာပဲယုံကြည်လက်ခံလိုက်ပါအဲ့ဒါဆိုရင်တော့အသင်အထက်မှာယေရှုရဲ့ဝိညာဉ်တည်ဟုတ်တော်ခမဲတော်ရဲ့ဝိညာဉ်ဖြစ်တဲ့တန်ရှင်တော်ဝိညာဉ်တော်လာရောက်ကင်းဝတ်ခြင်းအဖြစ်သင်ဟာနော်ကြားမှာတော်သူဖြစ်ကြောင်းဖရာတားသမီးဖြစ်ကြောင်းငရဲကလွတ်ပြီးဖြစ်ကြောင်းအပြစ်ခွင့်ခြင်းခိုင်ဖြစ်ကြောင်းတက်တဲ့ရရှိမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့နောက်တစ်ချက်ကတော့ ယောဘအခန်း6စာပိုက်၄မှာအနာနာကိုရှင်ပြစ်တော်မူသောမြားတို့သည်ငါ၌ဆွဲ၍အစိတ်အတော့ဖြင့်ငါဝိညာဉ်ကိုမွန်းစေ၏ဒီလိုပြောတာတွေ့ရတယ်အဲ့ဒါကတော့ဖျားသခင်ကတင့်ကို next level နော် next level တက်ဖို့အတွက်မလုပ်လဲဆိုတော့ဆုံးဟိုစုံစမ်းတာဖြစ်တယ်စစ်ကြောတာဖြစ်တယ်အဲ့ဒါကမှစာရမဏတ်ကအခွင့်ရပြီတော့မှနော် တကယ်တော့ဆရာဖျားပစ်တယ်ဆိုတာတကယ်တော့ကျတော့ဆရာဖျားစုံစားနေခါမှာဆရာအခွင့်ရသွားပြီးတော့ဆရာကဟိုကျွန်တော်တို့ကိုစုံစားနှောက်ရတာဖြစ်ပါတယ်နော်ကျွန်တော်စီးစင်းပြောင်းအောင်လုပ်တယ်အဲ့ဒါကျွန်တော်ရဲ့ခန္ဓာကိုယ်နာဖျားအောင်လုပ်တယ်တွနည်းကျွန်တော်ဝိညာဉ်နာဖျားတယ်ဒဏ်ရရတယ်ယောဂါဖြစ်တယ်သူတို့ပြောချင်တာဖြစ်တယ်ဒါဆုံးဖျားသခင်စုံစမ်းခြင်းအဖြစ်လဲကျွန်တော်ဟာ နော်စာရအခွင့်ရပြီးတော့မှကျွန်တော်ဝိညာဉ်နာဖျားနိုင်ပါတယ်ယောဂရနိုင်ပါတယ်နားလည်ပေါ့နော်အဲ့ဒါကတော့ဘယ်လိုလွတ်မြောက်လဲဆိုတော့ဖျားဖက်ကပဲနော်ဒီစုံစမ်းရကာလပြီးမြောက်တဲ့ခါမှာလွတ်မြောက်ခွင့်ပေးတယ်အနာကနေပျောက်ကင်းခွင့်ပြန်ပေးတယ်ဆိုတော့တွေ့ရတယ်နော်ယောဘအတ္တကြည့်မယ်ဆိုတော့နောက်တစ်ခုကတော့ဒီနေ့ကျွန်တော်ကတန်ရှင်တော်ဝိညာဉ်တော်နာစေတဲ့ခါမှာ ဘုရားသခင်နားမထောင်စုံစမ်းခြင်းမဟုတ်နော်ကိုယ့်ကိုဘုရားသခင်နားမထောင်တဲ့အခါမှာတန်ရှင်းသောဝိညာဉ်တော်နာတယ်အေဖက်ခန်းလေးစာပိုက်30မှာပြီးရင်လဲနော်ဟေရှာယခန်း63စာပိုက်30မှာသူတို့ဒီလဲပုံကန်၍တန်ရှင်းသောဝိညာဉ်တော်ကိုနာစေကြိုက်ထို့ကြောင့်သူတို့ကိုရံပက်ပြု၍စွတ်တိုက်တော်မူ၏ဒါကတော့ပြင်းထန်ရေးတာပေါ့တကယ်တမ်းကျတော့ရံပက်ပြုစွတ်တိုက်တယ်ဆိုတော့ဘာဖြစ်တာလဲဖခင်ကသူ့သားသမီးကိုချစ်တော်ကြောင့် ဆုံးမတယ်နော်အဘကတောက်ဆုံးမတယ်လို့ဆုံးမတယ်ဒဏ်ခတ်တယ်အဲ့ခါမှာအဲ့ယုံကြည်သူရဲ့ဝိညာဉ်ဟာအနာကြောကရရတယ်ပေါ့နော်အဲ့ခါမှာဘာဖြစ်သွားလဲခုနကျွန်တော်ပြောသလိုပေါ့ကျန်းစာမှာဖတ်ချင်တော့ဘူးဆုမတောင်းချင်တော့ကြည်ရမချင်းမွန်းချင်ဘူးဖျားเจ้าမရောက်ချင်ဘူးနှုတ်ကပတ်တော်မကြားချင်ဖြစ်နေတာဘာဖြစ်လို့လဲသူကနာနေတာပေါ့မျက်စိနာတော့ចမ်းစာမဖတ်ချင်ဘူးပေါ့ နားကပင်းနေတော့နှုတ်ကပတော့မကြားချင်ဘူးပေါ့မကြားနိုင်ဘူးပေါ့နော်ပါဇက်မအနာရှိတော့ဘာဖြစ်လဲရှာနာနေတော့ခြေတော်မချင်းမွှန်းနိုင်ဘူးစုမတောင်းနိုင်အေးအဲ့လိုလက်ကနာတော့အလိုမပေးနိုင်ဘူးမကူညီနိုင်ဘူးသူများခြေတော်ကနာတော့ဖျားချမသွားနိုင်ဘူးစသဖြင့်ဖြစ်နေတာတကယ်တမ်းကျတော့အထက်ကဝိညာဉ်နာလို့ယုံကြည်သူတယောက်ဟာသူ့ရဲ့တတ္တာကအဲ့လိုကြဆင်းသွားတာဖြစ်ပါတယ် ဲ့ဒါလိုအတွက်လွတ်မြောက်ရဲ့လမ်းကလည်းပါရှိတယ်ဆိုတော့တေယောအခန်းတစ္ဆပိုက်ကိုမှာကိုအပြစ်တော်ကိုဖော်ပြတောင်းပန်လင်ငါတို့အပြစ်များကိုလွှတ်၍ဒုစရှိသည်များလည်းကင်းစင်စေခြင်းကဘုရားသခင်သည်တစ္ဆာတရားနှင့်၎င်းဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြည့်စုံတော်မူ၏ကိုပြစ်တယ်အလုံးဖော်ပြပေးပြသခင်တောင်းပန်ဖို့ဖြစ်တယ်နောက်တာနဲ့နော်အဲ့ဒါဆိုတော့ကျွန်တော်ဝိညာဉ်အနာပြန်ပြောက်မှာဖြစ်ပါတယ်ပြန်ပြောက်ရင်တော့ဘုရားနဲ့မိသားရကောင်းမွန်စွာပြန်ပြုတ်နိုင်မှာဖြစ်ပါတယ်ဖြစ်ပါတယ်နော် ဒါကြောင့်ကိုယ့်သက်တာကိုဒီနေ့ဆစ်ဆေးပါ နော်ဒီနှုတ်ကပတော်အပြည့်အစ်ကိုဘုရားသခင်စကားပြောနေတယ်လို့ပြောချင်ပါတယ်။သင်ဝိညာဏနေပါသလား။ယောဂရနေပါသလား။ယောဂရတဲ့အကြောင်းကတော့ဒီနေ့ယုံကြည်သူမိုင်းနှစ်မျိုးရှိပါတယ်။ဘုရားခင်စုံစားခြင်းကြောင့်ရတဲ့ယောဂကတော့နော်ဗာစင်းနဲ့မှကုလို့မရပါဘူး။နော်ဆံပွဲပြီးမြောက်တဲ့အခါမှာအောင်တဲ့အခါမှာဒါလွတ်မြောက်မှာဖြစ်တယ်။သင်ဝိညာဉ်ပြန်လဲကျမ်းမာမှာဖြစ်တယ်။တမို့သင်အပြစ်ကြောင့် တရှင်တော်ဝိညာဉ်တော်နာပြီးတော့မှတင့်ကိုဆုံးမတန်ခတ်တဲ့အခါမှာတော့လဲတင့်ဟာခုနပြောသလိုเนาะဖခင်နဲ့မိသားရပြတ်တော့မှဖြစ်ပါတယ်เนาะအဲ့ချိန်မှာဘာလို့ဖို့လို့လဲအပြစ်ဖော်ပြတောင်းပန်ပြီးเนาะနောင်တနဲ့ဘုရားသခင်စီပြန်လာတယ်เนาะဘုရားသခင်ကတင့်အနာအားလုံးကိုပျောက်ကင်းစေမှဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့သူ့ကောင်းကြီးကခုနစာလံ103စာပိုက်9မှာဘာပြောလဲဆိုတော့တင့်တဲ့ကြီးစဉ် ကောင်းသောအရာနှင့်ရောင်ရဲစေသဖြင့်သင်အရွယ်သည်ရွှေလင်းတအရွယ်ကဲ့သို့ပြုတ်ပြင်ခြင်းရှိအဲ့တော့ဒီဝိညာဉ်ကြမ်းမာရင်ခန္ဓာကိုယ်လည်းကြမ်းမာလာမယ်ကောင်းခြင်းဖြစ်လာမယ်ပြောတာဖြစ်ပါတယ်ဒါကြောင့်ဒီနည်းလေးတိုင်းပဲကိုယ်ကိုစစ်ဆေးပြီးတော့မှဝိညာဉ်အနာပျောက်ဖို့အတွက်နော်ဖျားသခင်ပေးတဲ့နည်းလမ်းလေးတိုင်းဆောင်ရွက်ကြပါလို့သူတို့ပြုတ်ကြပါစေလို့လက်ဆုတောင်းပြီးတော့မှ နေကုန်ချုပ်ပါတယ်အလိုဖျားကောင်းချီးပေးပါစေအာမင်